လူနာတင်ရင်အသင်းတွေက အာနာသိမ်းပြီးချိန်ကစပြီးဖိအားမျိုးစုံခံရတဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်ပါတယ်။ဖန်စီခံရတာတွေရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ဒါအပြင်လူငယ်တွေနှဲပါလာလို့ပရဟိတအသင်းမှာကူညီသူတွေမရှိတော့တာရန်ပုံငွေရရှိဖို့ခက်ခဲလာတာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်။ဒီအခြေအနေတွေကြောင့်လူနာတင်ရင်အသင်းတွေကနေသက်နေပါလာနေပါပြီ။ ဒါကြောင့်လဲခုအချိန်မှာနယ်ဘက်မှာရှိတဲ့ပြည်သူတွေစံမာရေးနဲ့ပတ်သက်ရင်အချိန်မီစေကူတာနိုင်မှုအခက်အခဲရှိလာနေပါတယ်လောက်လို့မြို့နယ်ကျောက်ဆင်းရွာသားတအူးပျောက်ဆုံးနေပြီး၄ရက်ကြာတဲ့တည်းရှာမတွေ့သေးပွဲဖြစ်နေပါတယ်။လောက်လို့မြို့နယ်ကျောက်ဆင်းရွာသားတအူးဖြစ်တဲ့အသက်၄၅နှစ်အရွယ်ဦးဇော်လာဟာဇွန်လ၁၇ရက်နေ့ကလေးကပျောက်ဆုံးသွားခဲ့တာပါ။ပျောက်ဆုံးပြီး၄ရက်ကြာတဲ့ဒီကနေ့ထိသူ့ကိုရှာလို့မတွေ့သေးပါဘူး။ ဥဇော်လာဟာညီဖြစ်သူနဲ့တူပင်လယ်ထဲငါဖမ်းထက်သွားရကနေနေမကောင်းဖြစ်ပြီးကမ်းကိုပြန်ဝင်လာခဲ့ပါတယ်။ကမ်းရောက်လာပေမဲ့အိတ်ပြန်ဖို့အဆင်မပြေသေးတာကြောင့်ကမ်းအနီးမှာပဲအခြားလေလုတ်သားတွေနဲ့အတူညအိတ်ခဲ့ပါတယ်။မနေ့မိုးလင်းတဲ့အချိန်မှာတော့ဥဇော်လာကိုမတွေ့ရတော့ပဲပျောက်ဆိုးသွားခဲ့တာပါ။အခုတော့ဒဝဲဒေသကလူမှုကွန်ရက်တွေပေါ်မှာလူပြောက်တဲ့အကြောင်းတွေတင်လာတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးငွေညှစ်တာတွေဖြစ်လာနေပါတယ်။